တင်ရတဆုံတယောက်ကိုမေးဖို့အတွက်ခက်ခဲနေရလူဆိုရင်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ဖို့ပြောချင်ပါတယ်။ကဲလာပါပြီ။မင်္ဂလာပါရှင်။အချစ်အချစ်ဆိုတာကကဘာပေါ်မှာရှိတဲ့လူသားတိုင်းကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေလူတွေအားလုံးနဲ့အနီးဆက်ဆုံးအနီးကပ်ဆုံးမှာရှိနေ။အချစ်အဲ့ချစ်ချင်းကြောင့်မလို့ပေါ့နော်။ဟိုးထိတ်ဆုံးဒီမြင့်တက်သွားနိုင်တယ်လို့ဟိုးအောက်ချီတီလည်းကြာဆင်းသွားနိုင်တယ်။ ချစ်ချင်းဆိုတဲ့တူညီရဲ့စက္ကလုံလေးရပဲနှွေးထွေးမှုကိုပေးနိုင်စမ်းရှိသလိုနားကျင်မှုကိုလည်းပေးနိုင်စမ်းရှိရဲ့ဟင်းဟုတ်ပြီနှွေးထွေးမှုရော နားကျင်မှုရော ပေးနိုင်စမ်းရှိရဲ့ချစ်ချင်းရနေပြီးတော့ဘာလို့နားကျင်မှုတွေကိုပဲတယူတရနဲ့ယူဖို့အတွက်စဉ်းစားနေရလဲတစ်ဖက်လူကကိုယ်နာကျင်မှုတွေလက်ကမ်းလာပြီ ကန်းလန်းလာပြီဆိုတဲ့အခါမှာစကားတစ်ခုရည်ရွယ်ကြည့်လိုက်။ငါကိုကိုကိုချစ်ဖို့သဘောတူလိုက်ပြီလို့။ကဲဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့မင်းကိုယ်တိုင်ကိုချစ်ဖို့သဘောတူလိုက်ဆိုတဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်။อืมတဆုံတယောက်ချောင်းမလို့နာကျင်နေရလူရအလုံးမေးချင်နေပေါ့နော်ကိုကိုကိုနှိမ့်ဆက်နေရမပင်ပန်းသေးဘူးလားကိုမဟုတ်တဲ့ တခြားတယောက်ကိုကိုဘဝရဲ့ဆုံးရှုံးခံနေသည့်ချစ်ဖို့အတွက်လုံနေရဖြစ်တဲ့ရလားလို့မေးခြင်းနဲ့မလီကို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 ပြန်ရောမေးကြည့်ဘူးလားမမေးကြည့်ဘူးဆိုရင်အခုမေးကြည့်လိုက်ကြပါလားကိုကိုကိုနှိမ့်ဆက်နေမှာပြန်မှန်းသေးဘူးလားတို့ငါငါဘဝငါဆုံးရှုံးခံမှုရောသူ့ချစ်ဖို့လုံနေရဖြစ်တဲ့ရလားလို့အဲ့လိုမျိုးမေးကြည့်လိုက်ပါတော့ကျွန်တော်ထင်တာကတော့လေ ကိုကိုကိုနှိမ့်ဆက်နေရရင်လည်းရက်တင်ပြီသူ့ချစ်နေရရင်လည်းရက်တင်ပြီပြီးရင်ကိုကိုကိုချစ်ဖို့တဘောတူဖို့တင့်နေပြီလို့ထင်တယ်အဲ့လိုမျိုးပြောရင်သူ့ချစ်နေရဲ့စိတ်တည်းလွမ်းနေရဲ့စိတ်တူရက်တန်လို့မရနိုင်ဘူးအရန်လွမ်းနေရဲ့လို့မျက်ရည်နဲ့ငိုပြီးတော့ပြန်ပြောချင်မှာပေါ့နော်လွမ်းနေလွမ်းနေလွမ်းနေ နှလုံးသားထဲကနေပြီးတော့ဖြစ်လာတဲ့စိတ်တွေအဲ့လိုမျိုးနှလုံးသားထဲကလာတဲ့ခံစားချက်တွေဖြစ်နေရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ရက်တန့်ခြင်းလည်းဆိုရင်တကယ်တော့ရက်တန့်လို့ရတယ်အမှန်တကယ်ရက်တန့်မှုစမ်းနာမရှိလို့ကိုယ့်ရဲ့စိတ်ကအမှန်တကယ်မရက်တန့်ခြင်းလို့သာမဖြစ်သေးရရက်တန့်ခြင်းလည်းဆိုရင်ရက်တန့်သွားနိုင်တယ်လို့ပြောခြင်းတယ် စိတ်ဆောင်ရင်ဘလို့ပဲဖြစ်ဖြစ်ဖြစ်လာမယ့်အရာတွေပေါ့နော်သူ့လွမ်းနေရဲ့စိတ်တွေသူ့ချစ်နေရဲ့စိတ်တွေသူ့တွေ့တာနေရဲ့စိတ်တွေကိုရှက်တတ်မယ်လို့စိတ်ကူကြည့်လိုက်ပြီးရင်တကယ်လုံးမယ်လို့ဆုံးဖြတ်လိုက်သူ့ချစ်ခဲ့သလားမျက်နှာခဲ့သလားခရူးဆိုင်ခဲ့သလားကိုယ့်ကိုယ်ကိုပြန်ပြီးတော့ချစ်ဖို့ပြန်ပြီးတော့မျက်နှာဖို့ပြန်ပြီးခရူးဆိုင်ဖို့အဲ့လိုမျိုးလုပ်ကြည့်ကြဘူးလား အဲ့လိုမျိုးလှုပ်ကြည့်လိုက်ပါလားသူเจ้าမလို့ကိုဘလောက်ငိုခဲ့ရလဲငိုခဲ့ရတဲ့လောက်ကို ပြန်ပြီးရလှလှလေးပြုံးမှုမလုပ်သင့်ဘူးလားပြန်ပြီးရပြုံးသင့်ပြီလို့ရမထင်ဘူးလားနေ့စဉ်ရက်စက်မြေရိုင်းထဲမှာလူးလိမ့်နေဖို့မလုပ်သင့်ဘူးလူဘဝတက်တန်တူတူလေးမှာလှလှလေးပြုံးမယ်ရှိမောမယ်အဲ့လိုမျိုးပဲနေတဲ့နာပေါ့နော် ဲ့လိုမျိုးလှလှလေးပြုံးမှုလို့ရှင်မောဖို့ဆိုတဲ့အခွင့်အရေးအခွင့်အလန်းကကိုယ့်ရဲ့လက်တကမ်းမှာပဲရှိရကိုနဲ့နီနီလေးကိုယ့်ရဲ့လက်တကမ်းမှာပဲရှိရပါတော့ကိုရှင်တန်ဒီရဲ့ကဘာကြီးမှာကွာကိုကိုကိုဇလိုက်အဖိုးတန်ဖြစ်နေရဆိုတာကိုသိထားရမယ်မေ့ပြလိုက်လို့မရအောင်ဇလိုက်ဆိုမှတော့ဘလို့ပြောင်းလဲနေပဲဂျုံလာဂျုံလာအဆုံးတက်တဲ့အထိရှင်တန်နေ အဆုံးသတ်တဲ့အထိတောက်ပါတာမျိုးလေကိုကိုရန်ဇလိုက်ဖြစ်နေမှာတော့အဆုံးသတ်တဲ့အထိတောက်တောက်ပပနဲ့ရှင်သန်နေရမယ်ဟုတ်လားကိုဘွားမှာကိုကမင်းသမီးပဲကိုဘွားမှာကိုကဇလိုက်ပဲကိုကိုရန်ရဲ့တောက်ပပြီးတော့ကိုကိုရန်ရဲ့ရှင်သန်ရမှာပေါ့တချို့ကရှိပါသေးတယ်သူပြောနေအောင်တွေ့ရရင်ကျေနပ်ပါတယ်ဆိုပြီးတော့ယူချောင်ချောင်နဲ့လေအဲ့လိုမျိုး ဲ့လိုအတွေးရင်းနဲ့ကွာအဲ့လိုယူကြောင်ကြောင်တွေးရင်းနဲ့ကိုဘွားကြီးကိုနစ်မြုပ်ပြစ်တာမျိုးမြုပ်နှံပြစ်တာမျိုးတော့မလုပ်စေချင်။အော်သူပြောနေပြီ။ငါလည်းပဲပြောသိမိလို့တွေးရမယ်။ကိုဘွားကပြောရှင်အောင် ကိုပြောရှင်အောင်လုတ်ပေးဖို့ဆိုတာတခြားလူတွေစီမှာတောင်းဝင်မရှိဘူးเนาะကိုပြောဖို့အတွက်ကိုဘွားတောက်ပါဖို့အတွက် အဲ့ဒီလိုမျိုးဖြစ်ဖို့ဆိုတော့ကိုယ်စီမှာပဲတာဝန်ရှိရကိုကိုယ်တိုင်ပဲတာဝန်ခံရမှာကိုပြောဖို့အတွက်ကိုလာပါဖို့အတွက်ကိုမှာပဲပြေဝတာဝန်ရှိရဆိုတော့တိလဲတိထားရမယ်မပြေလိုက်လို့လည်းမရအောင်အဲ့လိုမျိုးဖြစ်အောင်လည်းလုပ်ရမယ်အဲ့ဒီတော့ဘာလုပ်ရမှာလဲကိုကိုကိုချစ်ရမယ်အခုလိုမျိုးပြောလို့ကိုချစ်နေတဲ့လူတယောက်ကိုချစ်ချင်လက်ငင် ဘုံနောက်တည်းထုတ်ပလိုက်မိပလိုက်အဲ့လိုမျိုးလုပ်ရမယ်လို့ပြောချင်တာမဟုတ်ဘူးနော်မိမိကိုကိုချစ်ဖို့သဘောတူပေးပါလို့ပြောချင်တာကိုဘယ်လိုမျိုးလေးလှောင်နေရမလဲကိုဘယ်လိုတောက်ပအောင်နေရမလဲကိုအကြောင်းကိုမြများစဉ်းစားဖို့ပြောချင်တာကိုရဲ့အတွေးရဲ့မှာကိုရဲ့အုံနောက်ထဲမှာကိုကိုကိုချစ်ဖို့အချိန်ရောက်ပြီဆိုတာလေးကိုတွေးစီချင်တာကိုကိုကိုချစ်ဖို့ တွေးစီချင်တာထပ်တလဲလဲတွေးရမယ်ငါကိုငါချစ်ရမယ်ငါကိုငါလောက်နေရမယ်ဆိုတဲ့အတွေးလေးကိုထပ်ခါထပ်ခါတွေးပြီးတော့လိုက်လုပ်စီချင်တာကိုယ့်ရဲ့နှကန်းထက်မှာ အပြုံးလလလေးပြန်ပြီးတော့စင်မြန်းမှုအတွက်စပြီးတော့လှုပ်ရတော့မယ်စူးစားသင့်ပြီလို့ပြောချင်တာလူတွေအားလုံးလူသားတွေကိုကခံစားတတ်တဲ့နှလုံးသားစစ်တတ်တဲ့နှလုံးသားတွေ ਨੇ ုစစ်ထားမှာတော့စားမယ်ချစ်မယ်အဲ့လိုခံစားချက်တွေနဲ့လူတွေကဆက်နွယ်ပြီးတော့ရှင်သန်နေမှာပဲထိတွေ့နေ ਉ မှာပဲအဲ့ဒီခံစားချက်တည်းရဲ့နောက်ကိုအရင်မလိုက်ဘူးအဲ့ခံစားချက်ကြီးထဲမှာအရင်ကြီးနှစ်ဝင်မသွားဘူးပြောချင်တာသတိရှိစေချင်တာပေါ့နော်တစုံတစ်ယောက်ကိုအရင်ချစ်နေရဆိုတဲ့ခိုက်တံမျိုးကသူ့ချစ်တဲ့လောက်ကိုကိုကိုလည်းပြန်ပြီးချစ်ဖို့ကို မေ့မသွားနေလို့သတိပေးချင်တာကိုကိုကိုချစ်ပေးပါလို့အကြံပြုချင်တာအလုံးမဲဘလို့မေ့ပြရမလဲဆိုတာထက်ကိုကိုကိုဘလို့ချစ်ရမလဲဆိုတာကိုအရင်ဆုံးစဉ်းစားပါကိုကိုကိုပို့ချစ်သွားရင်သူ့ကိုလည်းမေ့နိုင်သွားမယ်သူ့အရန်ချစ်လာပြီးတော့သူ့အရန်လွမ်းလာတဲ့အခါမှာကိုကိုကိုပို့ချစ်ပြီးတော့ကိုကိုကိုပို့လွမ်းလိုက်ပါ ငိုချင်လာတဲ့အခါပို့ပြီးတော့ပြုံးလိုက်ပါအတင်းချက်ကြီးမလုပ်ယူဘဲနဲ့ဖြည်းဖြည်းချင်းစီနဲ့ကိုကိုကိုချစ်ဖို့သဘောတူပေးပါကိုကိုကိုချစ်ပေးပါကိုကိုကိုချစ်ခြင်းကသာသူ့မိပြဖို့အတွက်အနိုင်ယူနိုင်မဲ့နီးလန်းဖြစ်ပြီးတော့ကိုတကယ်လှပဖို့အတွက်နီလန်ကောင်းတစ်ခုဖြစ်တယ်ဆိုတော့ ဒီเจ้าหยาလေးရနေပြီးတော့ညဝေးပြေးချင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ကိုကိုကိုပို့ချနိုင်ကြပါစေကိုကိုကိုပို့လောက်အောင်လုပ်နိုင်ကြပါစေအပြုံးလှလှလေးလည်းအများကြီးပြုံးနိုင်ကြပါစေကဲဂရီပေးလိုက်တော့เนาะကိုကိုကိုပို့ချပါမယ်လို့ဂရီပေးလိုက်ပါဂရီပေးနိုင်ကြတယ်မလားကိုကိုကိုပို့ချပါမယ်လို့ ဂရီပေးနိုင်တယ်ဆိုရင်ဂရီပေးရယ်ဆိုပြီးတော့ပြောသွားပေးကြပါအောင် ကျေးဇူးတင်ပါတယ်ပပိုင်